မကွေးတိုင်းစလင်းမြို့နယ်မှာအာနာသိန်းစစ်တပ်ကရွာနေရွာကိုမိရှို့ခဲ့တယ်လို့စလင်းဒေသခံတွေကတနေရှင်ပွိုက်စ်ကိုပြောပါရယ်မေလ21ရက်မနေ့ကညနေ9နာရီခွဲဝန်းကျင်မှာစလင်းမြို့နယ်ဂွေးကုန်းရွာနဲ့ငတန်ကောင်းရွာတွေကိုအာနာသိန်းစစ်တပ်ကမိရှို့တာလို့သိရပါရယ်ည9နာရီလောက်ထိမိခိုးတွေမြင်နေရသေးတယ်ဘယ်ချိန်ငိမ့်သွားလဲတော့အတိအကျမသိဘူး9နာရီထိတော့မိခိုးမြင်ရတယ်လို့ဆလင်းဒေတာခန့်အမျိုးသမီးတူကတနေရှင်ဘွိုက်စ်ကိုပြောပါရယ် ခွေးကုန်းရွာမီးလောင်ခံရတာအင်ဂျီအနည်းဆုံး30ကျော်ပါသွားတယ်လို့ကနအူးသတင်းရပြီးငတန်ကောင်းရွာမီးလောင်တဲ့အင်ဂျီကိုတော့အခုထိမသိရသေးပါဘူး။နှစ်ရွာပေါင်းရင်အင်ဂျီ300ကျော်ဝန်းကျင်ရှိနိုင်ပြီးမီးလောင်သွားတဲ့အင်ဂျီအရေအတွက်ကို The Nation Points အနေနဲ့ဆက်လက်စုံစမ်းနေပါတယ်။ရွာမီးရှို့ခံရလို့မင်းငိမ့်ဖို့ပြန်သွားတဲ့အမျိုးသားတအူးကိုအာနာသိန်းစစ်တပ်က တတ်ဖြတ်လိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ The Nation Boys အနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူး။အနာသိစစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံထားရတဲ့ဂွေးကုန်းရွာခံတဦးကိုတော်လန်ရေးအဖွဲ့တွေကမေလ22ရက်မှာကယ်တင်နိုင်ခဲ့ပြီးပြန်လွတ်လာသူရဲ့ပြောကြားချက်အရတခြားဖမ်းဆီးခံထားရသူတွေလည်းရှိသေးတယ်လို့ဒေသခံတဦးက The Nation Voice ကိုပြောပါရယ် အနာသိစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမှုတွေနဲ့ဖမ်းဆီးမှုတွေကြောင့်ရွာဆယ်ရွာကဒေသခံတွေလည်းရှောင်နေရတယ်လို့သိရပါတယ်။အနာသိစစ်တပ်ဟာမေလ22ရက်မနက်7:22နာရီကနေ7:35မိနစ်အတွင်းအခုမီးရှို့ခံရတဲ့ဂွေးကုန်းရွာတဝိုက်ကို Jet Fighter 20နဲ့လေကြောင်းကနေ၅ချိန်တိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။